အက်ဂလစီကိုဆိုတဲ့ဂုံရှိန်ဂုံဝါတစ်ခုကလက်ရှိချိန်ဒီမပြတ်သုံးသေးတာအားလုံးသိပဲပြီးခဲ့တဲ့ရက်မှာကစားခဲ့တဲ့အက်ဂလစီကိုပွဲစဉ်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးအနေထားကိုရောက်ခဲ့တယ်ဒါမှမဟုတ်လို့ရှင်လဲပွဲအတွင်းမှာရန်ပွဲတွေနဲ့အတူတူပဲပါမန်ပွဲနေနဲ့မတူညီတဲ့အက်ဂလစီကိုပွဲစဉ်ကိုပရိသတ်တွေအများကြီးခံစားခဲ့ကြရတယ်ရန်ပွဲတွေတွေ့ခဲ့ရတယ်ဒါမှမဟုတ်လို့ရှင်လဲတက်တီကယ်ပိုင်းဆိုင်ရာအရာ effective ဖြစ်မဲ့ပုံစံတွေကိုသုံးလာတဲ့ real metric ကိုမြင်ရတယ် ်ဘာစီလိုနာရဲ့အာမလိုအာမီယာရဲ့အကြောင်းတွေကိုပြောလို့ရတယ်ဒီတော့ဒီပွဲစဉ်ပြီးမှသလိုရှင်အာဆင်နယ်နီးပြဟောင်းဖြစ်တဲ့အာဆင်ဝင်းကားကပြောခဲ့တာကဘာလဲဆိုတော့လူကြီးနဲ့လူငယ်ကစားနေတယ်လို့ပဲတဲ့ Real Madrid က defense ဘိုင်းမှာ Barcelona ထက်ပိုကောင်းပြီးတော့မှတိုက်ဆက်မှာဆိုလို့ရှိရင် Real Madrid ကဂိုးသွင်းဖို့အတွက်အမြဲတမ်းချောင်းနေတက်လေရှိရဲဆိုပေမဲ့ Barcelona ကတိုက်ဆက်မှာလုံးဝ effective မဖြစ်တာတွေကိုမြင်ရတယ်တဲ့ဆိုတော့ဒီ ဒီအကြောင်းနဲ့ပတ်သက်ပြီးဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှဒီနေ့ဒီဗီဒီယိုမှာအဓိက discuss လုပ်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှင်စလိုက်ကြရအောင် ီပွဲစဉ်နဲ့ပတ်သက်ပြီးရောမာရီယယ်မက်ထရစ်ကကစားလာတဲ့ဟန်ကတော့အများကြီးပြောကြလို့လိမ့်မယ်လို့မထင်ဘူးဘာစီလိုနာရဲ့အားနည်းချက်တစ်ဖြစ်လဲသူတို့ရဲ့အားသာချက်တစ်ဖြစ်လဲဖြစ်တဲ့ high defenses line ကိုကြော်ဖြတ်ပြီးရောမာဒါ right တိုက်စစ်ဆန်နိုင်ဖို့အတွက်အချိန်တိုင်းညီပါမှကြိုးစားနေတာကျွန်တော်ပြောချင်တာကရသွားတဲ့ဂိုးတွေလည်းမဟုတ်ပဲနဲ့အချိန်တိုင်းအချိန်တိုင်းညီပါမှ real metric ကတလုံးလွတ်ထွက်သွားပြီဆိုတာနဲ့ဘယ်အချိန်ဘယ်လိုဂိုးမလဲဆိုတာကိုစောင့်ကြည့်နေရတာ real metric ကဒီနေ့ပွဲစဉ်မှာ လူကျွန်ဂိုးတွေကနေပြီးတော့မှဆော်လော့စီစီဂိုးတွေရနိုင်တဲ့အခွင့်အရေးတွေအများကြီးပဲတွင်းဂိုးတွေကလည်းလူကျွန်ဘောနဲ့တင်ပယ်ချက်ခံရတာနှစ်ဂိုးလောက်နေပါရှိရပထမပိုင်းမှာဆိုလို့ရှိရင်ဒါအမ်ပပီရဲ့တွင်းဂိုးဒီရဲ့တွင်းဂိုးမှာဆိုလို့ရှိရင်လူကျွန်နာကနည်းနည်းလေးတော်တော်လေးမဆိုးတလောက်လေးပဲကျွန်တာဆိုတော့ပြောချင်တာက real metric ကဒီနေ့ပွဲစဉ်မှာတော်တော်လေး effective ဖြစ်တဲ့တိုက်စစ်ပုံစံမျိုးကိုအသုံးပြုလာခဲ့တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှလေဟိုစွန်စုရဲ့ out of war မှာဆိုလို့ရှိရင် article တစ်ခုရှိရဲအဲ့ဒီ article မှာဆိုလို့ရှိရင်အဓိကရေးပါတာကဗာလဲဆိုတော့ဒီတိုက်ပွဲတစ်ပွဲကရေးစည်းရနဲ့နှမ်းရှင်တာလေရေးရမြင်းတဲ့နေရာကိုရှောင်ပြီးတော့မှနှိမ့်တဲ့နေရာကိုစီးစင်းနေတယ်လို့ပဲတိုက်ပွဲတစ်ပွဲကိုတိုက်တဲ့အခါမှာလေရန်သူရဲ့ခိုင်မာတဲ့တောင့်တင်းတဲ့အနေထားကိုရှောင်ပြီးတော့မှအားနေချက်ကိုပဲအဓိကတိုက်ခိုက်ရမယ်ဆိုတော့ topic လေးပါတယ်အဲ့ဒါပြီးတော့လို့ရှိရင်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မှပါလာတာကဗာလဲဆိုတော့ကိုယ်တိုင်က ကိုယ့်ရဲ့ရန်သူကိုစေခိုင်းနိုင်သူဖြစ်ရမယ်ရန်သူရဲ့ flow ထဲမှာဝင်ရောက်ပြီးကစားနေရတော့မဖြစ်ရဘူးဆိုတဲ့ topic ပါတယ်အဲ့ဒါပြီးတဲ့ချိန်မှာနောက်ထပ် topic တစ်ခုကပါလဲဆိုတော့အကောင်းဆုံးသောတိုက်ခိုက်သူနဲ့ခုခံသူတွေဆိုတာကကိုယ့်ရဲ့အနေထားကိုပြန်ပတ်မသိအောင်လျှော့ဝှက်ထားနိုင်ရမယ်ဆိုတော့ဒါတွေအကုန်လုံးကိုစုပေါင်းပြီးမှစဉ်းစားမယ်ဆိုလို့ရှိရင်မင်းညားကကစားသွားခဲ့ရီယယ်မက်ထရစ်ကသူတို့ရဲ့ဟန်က ဘာစီလိုနာရဲ့အားနည်းချက်ကိုအဓိကတိုက်ခိုက်တယ်။ဘာစီလိုနာရဲ့အားသာချက်ကိုတိုက်ခိုက်နေရမှာဘာစီလိုနာရဲ့အားနည်းချက်ကိုတိုက်ခိုက်နေရ။အဲ့ဒီ high line defense ဆိုတဲ့နေရာကိုအချိန်တိုင်းကြီးပါမှာတိုက်ခိုက်နေရ။ဒါအပြင်ကိုတိုက်ခိုက်ရမှာလေသူတို့ကလီးလုံနေရဘာစီလိုနာ high line တင်မင်းဆိုတာကိုတိတိလျက်နဲ့သူတို့ကဒီ high line တင်တာကိုပဲအငြင်းန်းကြီးပါမှာမတင်တရားလို့ကိုဆွဲခေါ်ပြီးတော့ဘောလုံးကိုနောက်ကိုပြန်ပြန်ပြီးပြီးတော့မှာ ဘော်ဒီဖိတ်နေနဲ့အကောင်းဆုံးတုံးချပြီးတော့မှဒီရဲ့ပန်စင်နေတဲ့ကိုအမြဲတမ်းဒီဘက်မှာပေးနေတာဆိုတော့ဒီရဲ့ပွဲစဉ်မှာ attacking ကိုဘာစီလိုနာကလိလုံနေတာမဟုတ်ဘူးပြောချင်တာက real madrid ကတိုက်စစ်တစ်ခုစလိုက်ပြီဆိုလို့ရှိရင်ဘာစီလိုနာကခံစစ်တန်းကစားရမယ်ဒါပေမဲ့ဘာစီလိုနာရဲ့အဲဒီ highlight defense တက်တက်လာအောင်လို့ကို real madrid ကကစားခဲ့တာဆိုတော့ကျွန်တော်တို့ဒီနေ့အကြောင်းအရာမှာအဓိကပြောမယ့်အကြောင်းအရာကအဲ့ဒါပဲ real madrid ကဘာစီလိုနာအသင်းရဲ့ကစားသွားတဲ့ဟန်ကိုဘယ်လိုမျိုး အာကောင်တာလောက်လဲဘယ်လိုမျိုးကစားရတယ်လဲဒါတွေကဒီဗီဒီယိုမှာသလို့ရှိရင်ပို့ပြီးတော့မှရှင်းလင်းသွားအောင်လို့ပြနိုင်တယ်မယ်လို့ထင်တယ်ဆိုတော့ဒီနေသားမျိုးဒီနေသားမှာဆိုလို့ရှိရင်ကျွန်တော်မြင်ရတဲ့အချိန်လောင်းဘောနဲ့တန်းလာတယ်လာတဲ့အချိန်မှာဘောလုံးရတဲ့အချိန်မှာဘောလုံးကတန်းပြီးလို့ရတဲ့အချိန်ငယ်တစ်ခုမှရှိတယ်ဘောလုံးကတည်ထားပြီးသားအနေထားတကူဒါပေမဲ့လူလာတာကိုစောင့်တယ်စောင့်ပြီးတော့မှဒီရဲ့ passing lane တွေကိုပြောချင်တာကဒီရဲ့ဘာစီလိုနာရဲ့ defense line ရဲ့ offside track ကို ကြော်ဖြတ်ဖို့တဲ့ကစားသမား Real Madrid မှာ၃ယောက်လောက်တည်းရှိနေတာဆိုတော့အဲ့ဒီအနေထားကိုပဲအခေါက်တိုင်းနီးပါးမှာ Real Madrid ကကြော်ဖြတ်နေတာအခေါက်တိုင်းနီးပါးမှာအဲ့လိုကစားနေတာဆိုတော့ဒါအပြင်ကို Real Madrid ရဲ့ကစားတဲ့ဟန် Real Madrid က Barcelona ကို high press ပေးတဲ့ဟန် high press ပေးတဲ့ဟန်မှာဆိုလို့ရှိရင်ဒါမျိုးပုံစံမြင်ရလိမ့်မယ်ဒါက Barcelona အသင်းရဲ့ BFA face တိဆောက်ထားတဲ့ပုံစံ ဘေးဗစ်ဒီဆောက်ထားတဲ့ပုံစံမှာဆိုလို့ရှိရင်ကျွန်တော်တို့ real metric ကသူတို့ရဲ့442ဆိုတဲ့ shape နဲ့ press ပြီးထားတယ်442ဆိုဒီတိုင်အောင်ကျွန်တော်တို့ဒီမှာသလို့ရှိရင်442ရဲ့ဒီ defense line တွေကတယောက်ကအာ hatchan ငါပဲဖြစ်ဖြစ်တမျိုး shape တက်ပြီးတော့မှဒီ attacking midfield ကစားသမားတယောက်ကိုလိုက်ပြီးအောင် press ပြီးထားတယ်ဒီမှာသလို့ရှိရင် press တွေကိုမြင်ရလိမ့်မယ်1 vs 1 press တွေ1 vs 1 marking တွေဆိုတော့ high press ပြီးထားတယ် barcelona ကို high press ကစားထားတယ်ဆိုတော့ဒီလိုကစားတဲ့နေရာမှာဆိုလို့ရှိရင်လည်း တဲ့တောင်မန် white area တွေမှာရှိနေတဲ့ Venetius နဲ့ Camavinga တို့က shadow market နဲ့ယူရတယ်လို့ရှေ့မှာရှိနေတဲ့ပြန်ဘက်ကဖူးဘက်ကစားသမားတစ်ဖက်ချမ်းမှဆိုလို့ရှိရင်လည်းဒီ center ဘက်ကစားသမားဒီကစားသမားတွေကိုလုံးဝ marking ကအပြည့်အဝယူထားတယ်ယူထားတဲ့ပင်ကို central area မှာဆိုလို့ရှိရင် Barcelona ကဒီမှာဆိုလို့ရှိရင်၄ယောက်ရှိတယ် center back ၂ယောက်ပြီးတော့ရှင် pivot ၂ယောက်ဒီ pivot ၂ယောက်ကို Real Madrid က pivot ၂ယောက်ကလုံးဝ hybrid step ပေးထားတယ် အဲ့လိုတက်ပေးထားတဲ့အတွက်ကြောင့်မလို့ဘာစီလိုနာစီမှာအများကြီးရွေးချယ်နေတာမရှိတော့ဘူးဒီမှာဆိုလို့ရှိရင်လည်းဒီဒီရဲ့အကျော်ကိုပေးလို့ရမယ့် low basket နေရာကိုလည်း Hudson ကမာကင်တက်ယူထားသေးတယ်ဆိုတော့ဘာစီလိုနာတော့လွတ်မဲ့နေရာဘယ်နေရာကျန်တယ်ဘယ်နေရာကျန်တယ်ဆိုလို့ရှိရင် Real Madrid ရဲ့ဒီ defense line နဲ့ Real Madrid ရဲ့ဒီ midfield က defense line ပေါ့နော်ဒီရဲ့ defense line ရဲ့နောက်ကနေရာအဲ့နေရာကို direct တိုက်ဖို့ပဲကျန်တယ် ဆိုတော့ဒါကြီးက risk မများဘူးလားဆိုတဲ့အနေအထားကိုတွေးလိုက်တယ်ကမတကယ်တော့လားဒီရဲ့ passion ကရန်ကောင်းသွားတယ်ပဲဆိုပါတော့ဒီတယောက်ကို center back တယောက်ကို real matrix ရဲ့ center back တယောက်ကိုကြော်ဖြတ်နိုင်ခဲ့သည်ဆိုပါတော့ဒါဆိုလို့ချင်းတော်လေး risk နေရမယ့်အနေအထားဒါပေမဲ့အဲ့ risk ကို real matrix ကယူတယ်ယူပြီးတော့မှဘောလုံးကိုတန်းရအောင်ဖြတ်တယ်ဖြတ်ပြီးပြီဆိုတော့ real matrix ကချက်ချင်းတန်းပြီးတော့မှတိုက်စစ်စင်တယ်အချိန်လုံးဝမဆိုင်ဘူး real matrix ဘောလုံးထိတဲ့အချိန်ကဒီမှာတွေ့တဲ့အတိုင်းပဲ 20စက္ကန့်မှာဘောလုံးထိရယ်20နဲ့မှ20စက္ကန့်မှာရီယယ်မက်ထရကတိုက်စစ်စင်မှုအတွက်ချက်ချင်းပတ်စ်ကပြင်းပြီးနေပြီဆိုတော့ဒီပတ်စ်ကချက်ချင်းတန်းပြီးတော့မှအရာဂူလာစီကိုရောက်တယ်ဒီကနေမှတစ်စင်သူရဲ့အဓိကအားသာတဲ့တောင်မန်ကဗနီးဆီယပ်စ်ကိုရောက်တယ်ဗနီးဆီယပ်စ်စီကိုရောက်တဲ့အချိန်မှာဘာစီလိုနာရဲ့ဒီဖန့်စ်လိုင်းကဒီမှာပြင်ဆင်ပြီးသွားပြီဘာစီလိုနာဒီဖန့်စ်လိုင်းကချက်ချင်းတန်းပြီးပြင်ဆင်လာတာဒါပေမဲ့ဒီအနေထားကိုချက်ချင်းတန်းပြီးတော့မှရီယယ်မက်ထရကတန်းအောင်ချတယ်ဆို22စက္ကန့်မှာဘောလုံးရပြီးတော့ပထမဆုံးပေးတဲ့ဘောလုံးက စက္ကန့်30ရောက်တဲ့အချိန်မှာကန်ကြက်တစ်ချက်ဖြစ်သွားပြီဘယ်လင်ငယ်ရဲ့ကန်ကြက်ဒီကန်ကြက်ကတော့နည်းနည်းလေး weak ဖြစ်သွားတယ်ဆိုပေမဲ့ကန်ကြက်ကတော်တော်လေးအမ်အဆင်ပြေလို့ပြောလို့ရတယ်ထိကြက်ကနည်းလေးလိုအပ်သွားတယ်ဆိုဒီတိုင်အောင် real metric ကဒီရဲ့ကန်ကြက်ကိုပုံဖော်ဖို့အတွက်ပုံဖော်သွားတဲ့တစ်ခုလုံးအတိုင်းအတာတစ်ခုလုံးကစားကွက်တိုင်းတာတစ်ခုလုံး80စက္ကန့်ပဲကြာတယ်တော်တော်လေးမြန်နေနေထားဆိုရီယယ်မက်ထရစ်ကသူတို့လောကမဲ့ပုံစံကိုသူတို့သွားမဲ့ပုံစံကိုဘာစီလိုနာရဲ့ တိုက်ခိုက်ရမယ့်နေရာကိုအတိအကျအောင်တိုက်ခိုက်တယ်။သူတို့ရဲ့ဒီတောင်ပံ area တွေကနေမှာခတ်ဘက်တွေ cross တွေမကြာခဏပေးတယ်။ cross ကတော့နေတယ်ခတ်ဘက်ကပို့ပြီးတော့မှများတယ်။ဆိုတော့ ရီယယ်မက်ထရစ်အသင်းရရှိခဲ့တဲ့ဂိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုမြင်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ရီယယ်မက်ထရစ်ကဘောလုံးကိုဒါတပ်ဘောဆက်ဂျူရီရှင်းကနေရရတဲ့အနေထားတစ်ခုကနေပြောမှနောက်ကိုပြီးတယ်ဘာကြောင့်မလို့နောက်ကိုပြန်ပြီးရလဲဆိုတော့ရီယယ်မက်ထရစ်ကရှေ့ကိုတိုက်စစ်ဆင်လို့မြင်ရလို့မဟုတ်ဘူးဘာလို့လဲဆိုတော့ရှေ့မှာဆိုလို့ရှိရင်ဒီမှာနေရာဖြစ်တဲ့ကစားသမားအတဂူလာတို့လူကစားသမားမျိုးတွေအပပေတို့လိုနေရာယူမှုမျိုးတွေဒီမှာဆိုလို့ရှိရင်လေ space ကလွတ်နေတာတွေအများကြီးမြင်ရလိမ့်မယ်ဒီမှာဆိုလို့ရှိရင်လေ balance ကြီးကိုပေးဖို့အတွက် space ကအကျယ်ကြီးပဲ ဒါပေမဲ့နောက်ကိုပြန်ပေးတယ်ဒီနောက်ကိုပြန်ပေးတဲ့ဆုံးဖြတ်ချက်ကတော်တော်လေးကိုမှစမှတ်ဖြစ်တယ်လို့ပြောရလိမ့်မယ်အဲ့ဒါလို့နောက်ကိုပြန်ပေးလိုက်တဲ့အချိန်မှာ Real Madrid ရဲ့ defense line ကကစားသမား၄ယောက်ကိုတွေ့ရလိမ့်မယ်ဆိုတော့ဘာစီလိုနာအသင်းကသူတို့ရဲ့ defense set ကိုစတဲ့ဘာစီလိုနာအသင်းကဘောလုံးရလာတဲ့ဒီ Real Madrid ဘောလုံးတည်လာတဲ့ဘက်ချမ်းကိုတက်ပြီးတော့မှ high press ပေးဖို့ကြိုးစားတယ်ပြောရဆိုလို့ရှိရင် high line defense ကိုတန်းပြီးတော့မှတင်ဆော့တယ်အဲ့ဒီ high line defense ကိုတန်းပြီးတင်ဆော့တဲ့အချိန်မှာ Bellingham ရဲ့ဆုံးဖြတ်ချက်တစ်ခုက စက္ကန့်မိုင်းနီးပဲအဲ့ဒီစက္ကန့်မိုင်းနီးကဘယ်လောက်တောင်စကားပြောလဲဆိုတာကိုဒီမှာတစ်ချက်မြင်ရလိမ့်မယ်ဆိုတော့ okay ဘောလုံးကကမ်ဘာဗင်ဂါစီကိုရောက်ပြီဘယ်လင်ကန်ကဘောလုံးကသူ့စီကိုလာမယ်ဆိုတာကိုကြိုသိနေပြီသူ့စီကိုပေးရမယ်ဆိုတာကြိုသိနေပြီဒါပေမဲ့ကမ်ဘာဗင်ဂါကဟိုးထားပြီးတော့မှဒီအပေါ်ကနေကြော်ထည့်ပြီးပြီးလို့ရအောင်မျိုးလည်းဖြစ်နိုင်တယ်အဲ့တော့ဘယ်လင်ကန်ကတစ်ဖက်ချမ်းကိုအပြေးပြလိုက်တယ်ဆိုတော့သူ့ရဲ့ဘယ်ချမ်းပေါ့ဘယ်ချမ်းကိုအပြေးပြလိုက်တယ်ဒါပေမဲ့ဘယ်ချမ်းကိုပြေးပြလိုက်တဲ့အချိန်မှာဒီမှာဘာစီလိုနာရဲ့ဒီဖ ens ကစားသမားပါသွားပြီအဲ့ဒီအချိန်မှာ ညာစံကိုတန်းပြန်ထွက်တယ်။အဲ့ဒီအလှဲ့မှာဘောလုံးကိုယူကန်နီးချိန်မှတော့မှဒီမှာ body feint တခုပါလိုက်သေးတယ်။ဆိုတော့သူ့ရဲ့ဘယ်ဒီဘယ်ဘက်ခြေထောင်နဲ့ထိနေဖိမိတဲ့ချိန်မှာချက်ချင်းတန်းပြီးတော့မှဘယ်ဘက်ကိုချက်ချင်းတန်းပြီးထုတ်လို့ရတယ်။ထုတ်လို့ရတဲ့အချိန်တွေမျိုးဖြစ်လာအောင်လို့လေတပတ်ကျမှရှိနေတဲ့ခမဘင်္ဂါကအပြေးပြထားပြီ။ဆိုတော့ဒီမှာတို့ရှင်ပေးဖို့အတွက်ဟန်အောင်ပြင်ပြီးသွားပြီနောက်မှာ present line ရဲ့ p3 ကလည်းဒီဘောလုံးကိုတားဆီးနိုင်မဲ့ခြေနေမျိုးအခွင့်အရေးမျိုးမှာမရှိဘူးဆိုတော့ ပေးမလို့လို့နဲ့ချက်ချင်းတန်းပြီးတော့မှသူ့ရဲ့ညာဘက်ခြေထောက်နဲ့အနောက်ကိုပြန်ထုတ်တယ်။ဆိုညာဘက်ခြေထောက်နဲ့အနောက်ကိုပြန်ထုတ်လိုက်တဲ့အချိန်မှာ space ကအကျေရသွားပြီ။သူ space ရဖို့အတွက်လုံလောက်တဲ့ဒီဘောလုံးအကွာအဝေးတစ်ခုကိုဘယ်လင်ဂန်ထုတ်ပြီးတဲ့အချိန်မှာဒီမှာတို့ရှိရင်ဘယ်လင်ဂန်အတွက်ပေးเสียရဒီဘက်တစ်ချမ်းမှာ MVP ရှိရအတာဂူလာရှိရပြီးတော့ရှင် Vini ရှိရ ဆိုတော့အဲ့ဒီနေသားတခုမှာအကောင်းဆုံးသုံးချသွားတာက MBP လို့ပဲပြောရလိမ့်မယ် MBP ကဘယ်လင်ငယ်ဒီနေသားရောက်ပြီဆိုတာနဲ့ချက်ချင်းတန်းပြီးတော့မှပေးဖို့အတွက်ဒီမှာထောက်ချေတော့မပြန်ရသေးဘူး MBP ကစပြေးပြီဆိုတော့ဘာလို့လဲဆိုတော့ဘာစီလိုနာရဲ့ defense line ကအယမ်းမြင့်လုံနေတာဒီမှာမြင်ရတဲ့အချိန်မှာဘာစီလိုနာရဲ့ defense line ကြီးကတတော်လေးကိုမှမြင့်တဲ့အနေထားတစ်ခုမှရှိနေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီမှာတွေ့ရတဲ့အချိန်မှာဆိုတော့ဘောလုံးကကွန်းလက်မှာပဲရှိသေးတယ်ဘာစီလိုနာရဲ့ defense line ကဒီနေထားတိအောင်ရောက်နေပြီအဲ့တော့ ဒီနေသားကိုဘယ်လိုကစားသမားမျိုးမျိုးဆိုတော့တုံးချမှာပဲသူကဘယ်လင်ငန်ကသူရဲ့ထောက်ခြေကိုတဲလိုက်ပြီတဲလိုက်တဲ့ချိန်မှာအဘပီကသူ့ရဲ့ခြေလမ်းဆလမ်းပြီဆိုတော့ဘယ်လင်ငန်ပြီးလိုက်တဲ့ချိန်ကနေစပြီးတော့မှအမ်ဘပီကအဲ့ဒီဘောလုံးကိုထိဖို့အတွက်အားလုံးပေါင်းခြေလမ်းရှစ်လမ်းလောက်ထိကိုလမ်းခဲ့တယ်ဒီမှာဆိုလို့ရှိရင် offside track ကိုကြော်ဖြတ်ပြီးသားပြီ offside track ကိုကြော်ဖြတ်ပြီးတဲ့ချိန်မှာအမ်ဘပီကတီးတဲ့ခြေတော့ကခြေလမ်းရှစ်လမ်းလောက်ရှိသွားပြီရှစ်လမ်းလောက်ရှိသွားတဲ့ချိန်မှာသူ့ရဲ့ ညာခြေရောက်တဲ့ဘောလုံးသေးတယ်ပုံမှန်အပြည့်ညာခြေရောက်တဲ့ဘောလုံးထိန်းနေဆိုလို့ရှိရင်ဘီဘက်ကိုပြန်ထွက်ရမှာပေါ့လဲဆိုဒီအနေထားကိုတစ်ချက်ကြည့်လိုက်ရင်ပိုပြီးရှင်းနိုင်မယ်လို့ထင်တယ်ဆိုတော့ဒါပေမဲ့ဘောလုံးကိုဘောလုံးကအားပါတာလေးပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ထိန်းထားတဲ့ပုံစံကဒီခြေတော့အပြင်ဘက်နဲ့ထိန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြေးတန်းချောင်းဘက်ကိုလည်းတစ်ခါလေးရောက်သွားပြီဆိုတော့ဘောလုံးကငငယ်လေးတော့ဝင့်နေတယ်ဝင့်နေဆိုတာသူ့လိုချင်တဲ့ speed အကွာကိုမရောက်ဘူးမရောက်တဲ့အချိန်မှာ MBP ကတစ်ချက်ထပ်တော့တယ် တစ်ချက်ထက်တဲတယ်ဒီနေသားတိအမ်ဘာဘေကဂိုးပေါက်ကိုလုံးဝမကြည့်သေးဘူးဘာကြောင့်လဲဆိုတော့သူဘောလုံးကိုထိန်းလိုက်တဲ့အချိန်မှာတခါလေတန်းပြီးတော့မှဂိုးပေါက်ကိုဒီမှာကြည်ထားပြီးသားဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်ဘောလုံးကိုတူမီပြီးဆိုတာသိတဲ့အချိန်မှာဂိုးပေါက်ကိုတခါလေကြည်ထားပြီးသွားပြီဆိုတော့ကြည်ထားပြီးတဲ့အချိန်မှာဒီနေသားရောက်တဲ့အချိန်မှာတော့အမ်ဘာဘေအတွက်ကန်လိုက်တာကဂိုးဖြစ်သွားစီခဲ့တယ်ဆိုတော့ဒီအလီကလုံးဝမိုက်ခရိုစက္ကန့်လေးတုန်းကစက္ကန့်ပိုင်းလေးအတွင်းမှာနေဖြစ်ပွားခဲ့တာဒါပေမဲ့ MVP က ီလိုခွင့်ရမျိုးဒီလို chance မျိုးရလို့ရှိရင်အမြဲတမ်းဒီဘက်မှာအဆုံးသတ်နိုင်တဲ့အဆုံးသတ်ကောင်းတဲ့တိုက်စစ်ကစားသမားတယောက်ဖြစ်နေပြန်တယ်ဆိုတော့ဒါကိုလည်းတည်နေသားမှမြင်ရတယ်ဘယ်လင်ငံရဲ့တော်တော်လေးအကွက်မြင်တဲ့ pass ကိုလည်းမြင်ရတယ်ဆိုတော့ဘာစီလိုနာရဲ့ highline defense ကိုအကောင်ဆုံးအသုံးချသွားတယ်ဒီတနေရာလေးကိုပဲကွက်ပြီးတိုက်ခိုက်သွားတယ်ဆိုတော့ဒါအပြင်ကိုနောက်ထပ်ဂိုးမှဆိုလို့ရှိရင်ကအများကြီးတော့ပြောကြမှာမရှိဘူးနောက်ထပ်ဘယ်လင်ငံသွင်းသွားတဲ့ကိုဒီဂိုးမှဆိုလို့ရှိရင်လည်း ဒီ real metric ကစားသမားတွေကဒီနေသားမှသလို့ရှိရင်ဘလို့မှဒါလောင်းမောတန်တင်ဖို့အတွက် percentage နည်းတယ် regular ကတောင်းမှမှရှိနေ vini ကိုပေးတယ် vini ရဲ့ကြော်ဖြတ်မှုကတော်တော်လေးကောင်းတယ်ဒီမှာသလို့ရှိရင်တွေ့ရတိုင်းပဲအာနောက်မှာရမယ်ကောပြီးသွားလို့ရှိရင် conte ကောပါတဲ့ပါတိတိုင်အောင် vini ကနှစ်ယောက်ကိုကြော်ဖြတ်သွားနိုင်တယ်ကြော်ဖြတ်သွားနိုင်တဲ့အချိန်မှာ barcelona ရဲ့ defense line weakness ကိုလည်းကျွန်တော်ထည့်မပြောလို့မရအောင်ဒီမှာသလို့ရှိရင်ကစားသမား2ယောက်တောင်မှ margin လုံးဝလွတ်နေပြီ ဗီနီကဒီမှာကြော်ဖြတ်ပြီးသွားနေပြီအဲ့ဒီနေသားကိုလုံးဝကြီးဒီလိုမျိုးကြီး weakness ဖြစ်နေတာကတော့မဖြစ်သင့်ဘူးလို့ပဲပြောရလိမ့်မယ်ဒါပေမဲ့ဒီကနေမီလီတာကခေါင်းတိုက်တယ်ဘယ်လင်ကန်ကအမရပဲပိတ်သွင်းတယ်ဆိုတော့ဘာစီလိုနာတင်းရဲ့ defense line ကအားနည်းချက်ကိုလည်းမြင်ရလိမ့်မယ်ဆိုတော့ဘာစီလိုနာအတင်းကဒီနေသားမှာအာယုံစုဆိုင်မှုအားနည်းရလို့ပဲပြောကြတယ်ဆိုတော့ကျွန်တော်တို့ဒီချိန်နေသီးရောက်လာပြီဆိုလို့ရှိရင်တော့နည်းနည်းလေး ပွဲစဉ်အကြောင်းကိုပြန်ပြီးပြောလို့ရပြီလို့ထင်တယ်။ဒီပွဲစဉ်မှာအဓိကပြောစရာဖြစ်တာကဘာစီလိုနာအသင်းရဲ့တိုက်စစ်အနေထားတွေကတိုက်စစ်နဲ့ခံစင်မျှတမှုအနေထားတွေမှာတော်တော်လေးအားနည်းချက်ရှိရလို့ပြောရလိမ့်မယ်။တိုက်စစ်ကတော်တော်လေးကိုဝိနေတာတိုက်စစ်ကလုံးဝ effective မဖြစ်ဘူးလို့ပြောရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီမှာတွေ့ရတဲ့အတိုင်းပဲဒါကကံချက်တွေဆိုတော့ ပွဲစဉ်အစောပိုင်းမှာဘာစီလိုနာအသင်းရဲ့ကံချက်တွေကပိုပြီးများလာအောင်တွေ့ရလိမ့်မယ်။ဘာစီလိုနာအသင်းရဲ့ကံချက်တွေကံချက်တွေဆိုတော့ short creation action တွေပြီးသွားလို့ရှိရင် hg တွေပြီးသွားလို့ရှိရင်ဒီအဲ expected goal တွေဒီအထိုင်းမှာ percentage ကတော်တော်လေးနည်းတယ်။ဒါပေမဲ့ကံချက်အများစုကဘာစီလိုနာပဲဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘာစီလိုနာက effective ဖြစ်တဲ့ dice set တွေကိုသွားနေလို့ပဲ။အဲတချို့သောနေထိုင်းမှာတော့ effective ဖြစ်တာတော့ရှိလိမ့်မယ်။ဒါပေမဲ့ပုံမှန်အားဖြင့်တော့ effective ဖြစ်တာဒါနည်းတယ်။ real metric ကသူတို့ရဲ့ defense phase ကို 442ဆိုတဲ့ defense phase နဲ့တည်တယ်။တခါတည်းကမှာတော့၅ရောက်တန်းပုံစံပြောင်းသွားလိမ့်ရှိရ532တာမျိုးပုံစံတခါတည်းကမှာလည်းပုံစံ shape အမျိုးစုံကိုတုံးသွားတာကိုတွေ့ရလိမ့်မယ်။ဆိုတော့532ကတော့အာဇာဗီလွန်ဆိုကပြီးခဲ့တဲ့ Liverpool ဆမှာလည်းအသုံးပြုနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအနေထားကတော့အာအများကြီးပြောကြမရှိဘူးဒါပေမဲ့ real metric ကဒီပုံစံဒီအချိန်တွေမျိုးမှာ marketing bad ပုံစံက management press တွေကတော်တော်လေးကောင်းတယ် defense ယူတဲ့ပုံစံဒီမှာသလို့ရှိရင် barcelona က သူတို့ရဲ့တိုက်စစ်စတင်ဖို့အတွက်အသုံးချတယ်။ဒါပေမဲ့ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှာရှိနေကစားသမားတွေကသူတို့ရဲ့ system အတွင်းထဲမှာပျော်ဝင်နိုင်ဖို့အတွက်တော်တော်လေးအားနည်းချက်တွေရှိတယ်။ပြောချင်တာကလိုအပ်တဲ့ချိန်မှာလိုအပ်တဲ့နေရာကိုရောက်မနေတိုက်စစ်ကစားသမားတွေကဒီနေရာမှာပုံလုံးရောက်ပြီဆိုလို့ရှင်ဘယ်နေရာဘယ်ဇုံကိုရောက်ကိုရောက်နေရမှာမလဲဆိုတော့ quality နောက်ကိုမလိုက်နိုင်တာကိုမြင်ရတယ်။ဆိုဒီမှာသလို့ရှိရင် real metric ကသူတို့ရဲ့ defense line ကို541ဆိုတဲ့ defense face တစ်ခုထိကိုချက်ချင်းတိုက်ပြီးပြောင်းလဲလိုက်တာ။ဆိုတော့ 442ကနေ541ကိုတန်းပြောင်းလဲလာပြီးပြောင်းလဲလာပြီးတဲ့အချိန်မှာအာဘာစီလိုနာကသူတို့ရဲ့ hash speed တွေကိုတုံးချမယ်ဆိုတော့ဘာစီလိုနာကဒီ real madrid ရဲ့ hash speed တွေကိုတုံးချဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာဘာစီလိုနာရဲ့ဒီမှာတို့ရှင် center back ကရှေ့တက်ပြီးတော့မှဒီမှာလွတ်နေတဲ့ space ကိုတက်ပြီးတော့မှတုံးချကြတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ချမ်းမှာရှိနေတဲ့ white area မှာရှိနေတဲ့ rushford ကလည်း ောင်ပံကိုလာဖို့အတွက်ဒီခမဗင်းကားကိုဆွဲခေါ်ထားတဲ့အတွက်ကြောင့်ဒီ space မှာနေရာလွတ်တယ်။နေရာလွတ်သွားတဲ့ space ကိုချက်ချင်းတက်ပြီးသုံးချတယ်။ဒီနေရာမှာဘောလုံးလက်ခံမဲ့ကစားသမားကဘောလုံးသူစီကိုလာမှလည်းသိတယ်။လာနေတာလည်းသိတယ်။ဒါပေမဲ့ဘာကြောင့်မလို့ပြေးထိန်နေလဲဆိုတာကတော့စဉ်းစားလို့မရဘူး။ဆိုတော့ဒီငေသားမျိုးကပြေးမထိန်မင်းနဲ့ပြေးကန်လို့အောင်ရတဲ့အခြေအနေမျိုးအခွင့်အရေးမျိုးဖြစ်တယ်။ဒီလိုမျိုးအခွင့်အရေးတွေတိတိလေးလေးကိုအက်ကလစီကိုပွဲစဉ်မှာတော့မချနိုင်ခြင်းက ပိုက်စစ်မှာ effective မဖြစ်တဲ့ဘာစီလိုနာကိုမြင်တွေ့ခဲ့ရသေးတာပဲဖြစ်တယ်။ဒါအပြင်ကိုဘာစီလိုနာအသင်းရဲ့ defensive action တွေကတအားအားနေတာကိုမြင်ရတယ်။ဘာစီလိုနာအသင်းရဲ့ tackle ကောပြီးတော့လို့ရှိရင် block တွေကော interception တွေကောဒါဒီအကုန်လုံးမှာအကုန်လုံးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်အားကောင်းဆုံးသောကစားသမားက P3 ပဲ။ဆိုတော့ P3 က defense line မှာကစားတဲ့ကစားသမားအာမဟုတ်ဘူးခန်းစည်းခဲ့ဒီ defense နဲ့ attack ကိုချိတ်ဆက်ပေးတဲ့ကစားသမားဒါပေမဲ့သူရဲ့ အဲဘယ်လိုပြောမလဲ defensive action တွေကတော်တော်လေးအားကောင်းတယ်အဲ့ဒါလိုပဲ p3 အားကောင်းတယ်လို့မျိုးကွင်းလယ်မှာရှိနေတဲ့တရွေလုံးအားကောင်းရမယ်ဒါမှမဟုတ်ရှင်လေတောင်ပေါ်မှာရှိနေတဲ့တရွေလုံးကသာအားကောင်းမယ်ဆိုလို့ရှိရင်ဒီရဲ့ man to man press ကအလုံးမဖြစ်စရာမရှိဘူးဒါပေမဲ့တောင်ပေါ်ကအားကောင်းနေမရှိဘူးအားကောင်းနေတာမျိုးမမြင်ရဘူးဘာစီလိုနာအသင်းရဲ့တောင်ပေါ်တစ်ဖက်ချမ်းစီမှာရှိနေတဲ့ market rush ဖို့နဲ့ lamine yamel နှစ်ယောက်စလုံးက defensive action မှာတော်တော်လေးအားနေတာကိုမြင်ရတယ် ပြီးလို့ရှိရင်ဘောလုံးကရှေ့ကိုရောက်လာပြီဆိုတဲ့ချိန်မျိုးမှာလမန်ယာမဲကတော့အတွင်းထဲကိုတခါတည်းမှာဆွဲချိုးဝင်နိုင်နေဆိုသည့်တိုင်အောင်မာကရက်ရှ်ဘုတ်ကတော့ဘတ်ပတ်စ်တွေပဲရမ်းများနေတယ်ဆိုတော့ဒီရဲ့ပြဿနာကဘာစီလိုနာအတင်းအက်ကလစီကိုမှရှုံးမွဲတွေ့စေခဲ့တဲ့အဓိကကိစ္စပဲတကယ်တမ်းဆိုလို့ရှိရင်ရီယယ်မက်ထရစ်ကဒီထက်ပိုပြီးကိုပြတ်နိုင်ပွဲတွေကိုပြတ်နိုင်ပွဲနဲ့အတူတူပဲဆုံးသက်ခဲ့တင်တာပေါ့နော်ဒါပေမဲ့လည်းအနည်းဆုံးတော့အက်ကလစီကိုမှနိုင်နေအက်ကလစီကိုက ပြီးခဲ့တဲ့ယာဒီတွေမှာနည်းနည်းလေးနှိမ့်ကြခဲ့သည့်တိုင်အောင်ဒီရဲ့ယာဒီမှာတော့ကြည့်ရတာဒီပွဲစဉ်ကတော့တော်တော်လေးရတာရှိရတယ်ပြောရလိမ့်မယ်။အက်ကလစီကိုပွဲစဉ်ရင်တော်လေးကောင်းခဲ့တယ်ပြီးတော့လို့ရှိရင်ပွဲစဉ်အစဆုံးတန်ဖိုးတစ်ခုလုံးကရီယယ်မက်ထရစ်ဘက်မှာရှိတယ်။ဘာစီလိုနာကဘောလုံးကင်ထားသည့်တိုင်အောင်ဘာစီလိုနာကဒီရဲ့ပွဲစဉ်ရဲ့ဒီ flow ကိုပွဲစဉ်ရဲ့တန်ဖိုးကိုထိန်းချုပ်နေတာမဟုတ်ဘူးရီယယ်မက်ထရစ်ကထိန်းချုပ်နေတာ။ဆိုတော့ဒါတွေကိုကျွန်တော်တို့ခံစားခဲ့ရတယ်ဒုတိယပိုင်းမှာဘာစီလိုနာက ဘောလုံးကိုကင်ဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့ဘောလုံးကင်ထားသည့်တိုင်အောင်တိုက်စစ်ကလိုအပ်တဲ့ချိန်မှာလိုအပ်တဲ့နေရာကိုမရောက်တဲ့အပြင်ကိုလိုအပ်တဲ့ပြီးလွှားမှုတွေလိုအပ်တဲ့ position နဲ့ရွေးချယ်မှုတွေဒါတွေကိုမလုံနိုင်တာတွေကိုအများကြီးမြင်ခဲ့ရတယ်ဒီလိုတွေအတွက်ကြောင့်လည်း Real Madrid ကထက်ထက်တန်တန်နိုင်ရရှိခဲ့တာပဲဖြစ်တယ်ဆိုတော့ဒါကပြီးခဲ့တဲ့ရက်မှာကန်ခဲ့တဲ့ El Clasico ဘွဲစဉ်နဲ့ပတ်သက်ပြီးတော့မှအာ discuss လုပ်တာတာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကလည်းတော်တော်လေးရှင်းနေပြီလို့ထင်တယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ပုဒ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါပေါ့